တာဆန်တော့မြန်ချက်ပဲအပင်မော်ကိုရောက်သွားပြီဒီလိုနဲ့ဖိုးတူတို့လည်းဂျုံခွေကနေကြားလာကိုစောင့်ကြည့်နေခဲ့ကြတယ်ဒီနေ့ကလိုင်းအောင်နေရှိနေလို့တော်သေးရဲ့နော်မဟုတ်ရင်ကြားလဲဖမ်းလို့ရမှာမဟုတ်ဘူးအဲ့ဒါတော့ဟုတ်တယ်ဟာအဲ့လိုပြောပြီးတော့ငိမ့်သက်သွားခဲ့ပြန်တာပါအဲ့ဒီအချိန်မှာပဲအသက်ရှူတန်ခက်ပြင်းမြင့်ကိုကြားလိုက်ရတော့တယ်ဖိုးတူမိမောနေရလားဘာလို့ အသက်ကိုအသက်မြင်အောင်ရှူနေရလေဟာဟာငါပုံမှန်မင်းရှူနေရပါဒီလိုနဲ့သူတို့နှစ်ယောက်လေတယောက်ကိုတယောက်ကြည့်လိုက်ပြီးနောက်ကိုလှည့်ကြည့်လိုက်ချင်းကြားရရသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့မန်ဖီနေခဲ့တာပါအောက်မလေးကြားကြားရပါလားဒီလိုနဲ့ဖိုးထူးတို့လေအဲ့ဒီကနေထွက်ပြေးဖို့အလုံးနှစ်ယောက်သားတိုက်မိပြီးတော့လဲကြသွားလေကြားတယ် ထမပိုင်းမှာတော့အောင်မင်းရွာကိုမတင်မဲ့ပေတော်ရင်သားဒါဆန်ရောက်လာရကရွာမှာကြုံနေရတဲ့ညပြဒနာကိုနေဖြည့်ရှင်းပေးခဲ့ပါတယ်။အဲနောက်တော့ကြားပြဒနာကိုထပ်ပြီးဖြည့်ရှင်းမှုသွားရကဒါဆန်ကအပင်ပေါ်ကနေပြုတ်ချသွားခဲ့ရနဲ့အဆုံးသတ်ထားပါတယ်။ကဲဒီပိုင်းမှာရောဒါဆန်နဲ့ဖိုးထုတို့အဖွဲ့ကရွာမှာဘလူရီတွေဆက်ဖြစ်ကြအောင်မလဲဆိုတာအမနဲ့တူကြည့်လိုက်ရအောင်ပါနော်။ ဖိုးထုတို့လည်းတာဆန်အပင်ရောက်ကိုကြလာတော့တာဆန်သားကိုအပြေးသွားလိုက်ကြတယ်။တာဆန်မင်းအစီမရလိုက်ဟမ်ပြေးပြေးပါလေ။အဲ့လိုပြောပြီးတော့တာဆန်မေ့သွားခဲ့တယ်။ဟမ်တာဆန်မေ့သွားပြီ။ဘလို့ဖြစ်တာလဲ။လောက်ကြအောင်။ဒီပင်ကမျက်နှာကိုအရှင်းအဘဲနေပါမလဲ။သူ့အနားယူလိုက်ရင်တော့ပြန်အစီမရသွားမှာပါ။ဒါဆိုငါသူ့ကိုခြေလိုက်မယ်။ သူနားလို့ရမယ့်နေရာကိုခေါ်သွားကြတာပေါ့ဒါနဲ့တုပ်ပေါ်နဲ့တာဆန်ကိုကောက်တန်းလိုက်ပြီးတော့အဲ့နေရာကနေထွက်လာခဲ့ကြတယ်ဝါတုပ်ပေါ်ကဘယ်ဆုံးလို့လဲအားလေးရှိသားပဲဟာတုပ်ပေါ်ပါကွာအိမ်နောက်တော့ပေါ်သူတို့အဖွဲသားတွေလည်းယာရေတရေရှိအောင်ကိုရောက်လာခဲ့ကြတာပါ ဒီတဲ့ကလူရောနေပါမလားမသိဘူးနော်နေလောက်ပါတယ်ဟဟိုမှာနွားကြံလည်းရှိနေတာနွားမှမရှိတာဘိုးတို့ရဲ့ဟမ်နားသားเจ้าနေရနေမှာပေါ့ငပင်ကကဲကဲမင်းတို့နေရပြောလို့ပြီးကြအောင်ပါလားငါဒီမှာလေးနေပြီဟအေးနေဟုတ်သွားပြီဟိုကွပြပေါ်ခဏတင်လိုက်ပါလားတော့ပေါ့โอเคโอเคဒီလိုနေတော့ပေါ်လေမေလဲနေရတောင်စံကိုကွပြပေါ်မှာချပီးလိုက်တော့တယ် ခဏကြာမှာတော့ဦးလေးကြီးတယောက်ကနွားရီမောင်းပြီးသူ့တို့နာကိုရောက်လာခဲ့တာပါကျုပ်တဲရှိကိုရောက်နေတာဘယ်သူလဲမသိဟိုဦးလေးရဒီတဲမှာရှင်လိုက်ဟုတ်ပါတယ်မင်းတို့နေတွေကဘယ်သူတွေလဲတားတော့ဖွဲ့ဟာကြားပြဒနာကိုဖြည့်ရှင်းမို့ဆိုပြီးတကြီးဦးကြိုင်လွတ်လိုက်တဲ့သူတွေပါတားတို့လည်းအနည်းတစ်ပတ်ကိုလီလာနေရာနေအဖွဲတွေကတယောက်ကထိခိုက်မိသွားလို့ဒီတဲကိုရောက်လာခဲ့တာပါဗျဩ ကျုပ်သဘောပေါက်ပြီဟိုဒါဆိုရင်ခဏလေးနော်ဟိုကျုံနွားတွေကိုခြံထဲကိုတွားထည့်လိုက်ပါဦးမေအဲ့လိုပြောပြီးတော့တဲမရှင်ဦးလေးကြီးကသူ့နွားတွေကိုမောင်းပြီးတော့သူ့နားကနေထွက်သွားခဲ့တော်တယ်ဒီလိုနဲ့ဖိုးတူတို့နဲ့ဦးလေးကြီးရဲ့ယာတဲလေးမှာထိုင်နေတဲ့အနားရှင်နေခဲ့ကြတာပါ။မိဝိုင်းကသူ့တို့နားမှာအိပ်ပျော်နေတဲ့တာဆန်ကိုကြည့်လိုက်တယ်။ဖိုးတူ ။တာဆန်ကမိနေရလား။အိတ်နေရလား။မိနေရနေမှာပါ။ဟမ်။အကြာကြီးပဲရှိနေပြီနော်။အဲ့ဒီအချိန်မှာပဲဦးလေးကြီးကကစုံပြောပကံကိုယူလာခဲ့ပြီးတော့သူတို့ရှေ့မှာချပေးလိုက်တယ်။ကဲငါတို့တော့ကစုံပြောလေးစားကြပါဦး။ဦးလေးစီမလေးဒါပဲရှိလို့ဒါနဲ့ပဲအိတ်ခံနိုင်နေကွ။ဟမ်။ရပါတယ်ဦးလေးရဲ့။သားတို့ကိုလက်ခံထားပေးရနေနဲ့ကျေးဇူးတင်လာပါပြီ။အေးပါကွ။ဒါနဲ့ ဒီရကလေးကဘာလို့နိုးမလာသေးရလဲအစင်မပြေရလားအဲလိုပြောပြီးတာဆန်ကိုကင်ကြည့်လိုက်ချိန်မှာတာဆန်ရဲ့ရုတ်တရက်ထထိုင်ပြီးတော့နိုးလာခဲ့တာပါအောက်မလီဟမ်ဒီနေရာဘယ်နေရာများလဲနင်အပင်မွားနေပြုတ်ကြပြီးမေ့လေသွားလို့ငါတို့ဒီကိုခေါ်လာခဲ့တာဟမ်အပင်မွားနေပြုတ်ကြသွားတယ်ဟုတ်လားအင်းလေဟာ တာဇန်သိက္ခာရီတော့ကို့မှာပြီသူအဲ့လိုပြောနေတော့နွားတဲ့ကောင်ရဲ့ခက်ဆူဆူအော်တန်ကိုကြားလိုက်ရတယ်ဟမ်ဘာနိုင်လေတင်းမအော်တန်လားမင်းကလေအရင်နဲ့အကြောင်းဆိုလीကြောက်မယ်ဆိုတာကြီးပဲအဲ့ဒါနွားအော်တန်မဟုတ်လားဟာဟုတ်တာပဲဦးကျုံနွားတွေကိုကြဆွဲနေမိနေတူနေအဲ့လိုပြောပြီးဦးလေးရရှေ့ကနေပြေးသွားတော့ ပိုတူတို့လည်းဝရုံသုံးကနေနောက်ကနေပြေးလိုက်သွားခဲ့ကြသည်ဦးလေးကြီးနဲ့ဖိုးထူတို့လေနွားချံရှိရကိုအပြည့်ရောက်လာခဲ့ချိန်မှာကြာကြီးတကောင်ကခြံနီးရနွားကိုအပြင်ဘက်ကနေဆွဲနေခဲ့တာပါဟာဖျောင်ကြာကြီးမင်းရတာဘာလုပ်နေရလဲဒါနဲ့ကြာကြီးလည်းတာဆန်အောင်မြင်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့တော့တယ် ကြာကြီးပြေးသွားပြီဘလို့လုကြောင်လဲနေပါစီဖို့တို့အဲ့ဒီကြာပြန်လာလိမ့်မှာဒါနဲ့ကျုံတော့အစင်မပြေရတာမသိဘူးဟမ်အဲ့လိုပြောပြီးတော့ဦးလေးကြီးလည်းနွားချက်နေဝင်ပြီးသူ့နွားတွေကိုစစ်ကြည့်နေခဲ့တာပါဦးလေးနွားတွေအစင်ပြေရလားဟင်ဒီနားကနွားတကောင်တော့အကြိုက်ခံထားရတယ်ကွဟမ်ဟုတ်လားဒါဆိုဘလို့လုကြောင်လဲဟိုတလိမ့်ဆန်ဆရာကိုခွဲရမှာပေါ့ဟာဒါမှတတ်တာမှာ နုံမုံရင်အနာအပိုးတွေဝင်ပြီးတော့ဒီကုန်လုံးထိခိုက်လာနိုင်တယ်။ဟိုငါ့မှာနီးလန်းတော့ရှိတယ်။ဆေးရတခုကိုတေချာထောင်းပြီးအနာမှာအုံထားလိုက်ရင်အစီမြေလောက်တည်းဟာ။ဟုတ်လား။ဒါဆိုအဲ့ဒီဆေးရကိုဘယ်ရရှာမလဲ။ဟိုတော်ရင်မှာတွားရှာရမှာ။အဲ့ဒါဘယ်လိုဆေးရလဲ။ဦးလေးတွားရှာလာခဲ့ပါမယ်။ဒဇက်တဲ့မင်းတို့အုပ်စုကကျုပ်နွားတွေကိုကြားရင်ကနေကင်းအောင်လို့စောင့်ကြည့်ပေးနိုင်မလား။ဟုတ်ကဲ့ရပါတယ်ဗျ။ဒါတော့အဲ့လိုလုပ်ပေးပါမယ်။ နောက်တော့ဦးလေးကြီးလည်းလိုအပ်တာတွေယူပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့တော့တယ်။မကြခင်လဲမှောင်လာတော့မှဆိုတော့ငါတို့တဲရှိရကွပြစ်ကနေပဲသွားဆောင်ကြမှာ။အဲ့လေအဲ့လိုလုပ်တာပေါ့။ညာဘက်ရောက်တော့ဘိုးကြီးနဲ့တိုးကျော်ကဗီဒီယိုရုံကနေဗီဒီယိုကြည့်ပြီးတော့ပြန်လာနေခဲ့ကြတာပါ။ဟဲ့အောင်ဘိုးကြီး ဇကားရီကမင်းသားသုံးသွားတဲ့ပေါဝါရှယ်မိုက်တယ်နော်ဟုတ်တယ်ဟာငါလည်းအဲ့လိုပေါဝါလိုချင်လိုက်တာဒါလို့ဆိုလေငါတို့ဒီဟာမှာဟီးရိုးဖြစ်ပြီပဲဟမ်မဖြစ်နိုင်တာရိစိတ်ကိုယင်နေနေဘူကြီးကတို့ရအောင်ရောက်နေရဲ့ဟိုတာဆန်ဆိုလားဘာလားသူ့လိုပြအောင်ရေစူးစားလိုက်အောင်အမတာဆန်ဘာတော်လို့လေငါလောက်တော့ body မဖြောင်းနေသူ့ဝမြန်ဘော်ဒီကြီးရှယ်မနေနေဘူကြီးဟိုကတော့ရဲမှာကြီးပြင်းလာလို့တော်တော်အကျန်းခံနိုင်နေဟာ ငါတော့စိတ်ဝင်စားပါဘူးဟမ်သူတို့အဲ့လိုပြောနေကြတော့နောက်ကနေကြားရင်းနဲ့ကြားလိုက်ရတာပါဟမ်ဘာတိုင်းနဲ့တို့ကြောင့်ဟမ်ကြားကြားတယ်လို့ပဲအဲ့လိုပြောပြီးနောက်ကိုလှည့်ကြည့်လိုက်တော့ကြားစစ်ဖြစ်နေခဲ့တာပါအောက်မလီကြားကြားရပါလားဒီလိုနဲ့တိုးကြော်နဲ့ပူကြီးလည်းထွက်ပြေးဖို့လို့ကြားရင်းရဘူကြီးကိုကြိုက်ကြည့်ပြီးအဲ့ညာနေထွက်သွားခဲ့တော့တယ်ဟာငါ့ကိုကယ်ပါဦး တို့ကြောင့်ရေကဲပါအောင်ဟာကဲကြပါအောင်ဗျာကဲကြပါအောင်တန်းသိရဲ့ချင်းကိုကြားကြီးကိုက်ချီသွားလို့ပါတို့ကြောင့်အဲ့လိုအွန်လိုက်တော့ရွာသားတွေကတမီးတွေဒုတ်တွေကင်ပြီးတော့ရောက်လာခဲ့တယ်။ဟဲ့ကလေးကြားဆိုဘမတော်ဟုတ်ပြေးပြေးသွားပြီဗျတန်းသိရဲ့ချင်းကိုလည်းကိုက်ချီသွားတယ်ဟမ်ဟုတ်လားဟာဒါမှပြဿနာပဲကဲကဲဟိုတကြီးကိုချက်ချင်းအကြောင်းကြားကြရင်ရွာသားတွေအုပ်စုလိုက်တော်ရဲထွက်ရှာမှာပဲ လုံးမုံရင်အဲ့ဒီကလေးကြားခက်ခံရနိုင်တယ်တိုးကြော်ကတော့ကြောက်တာရောလန့်တာရောပေါင်းမင်းတရှုံရှုံနဲ့ငိုနေခဲ့တော်ဒီဘူဘူဤဘူဤတပတ်မှာတော့ဖိုးသူတို့အဖွဲ့နဲ့တာဆန်းကယာထဲရှိကကွက်ပြစ်မှာထိုက်ဆောင်နေခဲ့ကြတာပါဖိုးသူတဲဖိုက်ရှင်ဦးလေးကြီးကလည်းတော်ရဲတော်တော်ကြားလိုက်တာနော် ဒီလိုနဲ့နွားတခုဖြစ်နေဘယ်လိုလုပ်မလဲ음ငါလဲအဲ့ဒါကိုစိတ်ပူနေတာဟာအဲ့လိုပြောနေတော့ဖိုးတူရဲ့ဖုန်းကထမင်လာခဲ့တော့ရေဒါနဲ့ဖိုးတူကဖုန်းကိုကြည့်လိုက်တယ်ကိုကြီးဖိုးတော်ပဲကြားခဲ့ကြအကျိုးအကြောင်းမင်းမလို့တင်နေဟယ်လိုကိုကြီးဖိုးတော်အေးကွာမင်းတို့ကဘယ်မှာလဲဟိုရွာနောက်ကရာရဲတဲမှာပါကိုကြီးဖိုးတော်ရဲ့အေးစောနာပဲရွာထဲကိုကြားရောက်လာပြီးတော့ဘိုးကြီးကိုဆွဲသွားတယ်ဟာညာ ဘလို့ဖြစ်တာလဲကျွန်တော်ဘက်ကလည်းကြားရောက်လာသေးတယ်ဗျနောက်ဆွဲမလို့ကျွန်တော်မိလိုက်လို့ဟင်ဟုတ်လားဒါဆိုကြားရရတကမကလောက်ဘူးတင်နေအေးပါအေးပါမင်းတို့လည်းကြီးဆိုင်အောင်ကိုကြီးတို့လည်းရွာသားတစ်တိုင်းနဲ့ဘိုးကြီးကိုရှာနေကြတယ်ကွာဟုတ်ကဲ့ကိုကြီးပို့တော့ကျွန်တော်လည်းဒီဘက်မှာရှာကြည့်လိုက်ပါမယ်အေးကွာဒီလေထားကြအောင်ဒါနဲ့ပို့တော့လေဖုန်းချသွားခဲ့တော့လေဖို့သူကိုကြီးဖို့တော့ဘာနဲ့လဲ ဒီလိုနဲ့ဖို့တူလင်ဖြစ်ပြတဲ့များကိုအကြောင်းဆုံးပြောပြလိုက်ကြော်နေဟင်ဘိုးကြီးကြားဆွဲတာခံလိုက်ရတယ်ဟုတ်လားအေးဟာကြားကဘဲဘက်ကိုဆွဲသွားမှမသိဘူးငါတို့လည်းလိုက်ရှာမှဖြစ်မယ်ဟာနုံမုံရင်ဘိုးကြီးတခုကိုဖြစ်သွားနိုင်တယ်ဒါဆိုငါတို့လုံငဲချက်ချင်းစမှဖြစ်မှာအချိန်ကြာသွားရင်မင်းတို့တင်ငယ်ချင်းတော့မတွေ့ရစရာတွေဖြစ်ကုန်လိမ့်မှာသူတို့အဲ့လိုပြောနေတော့တဲပိုင်ရှင်ဦးလေးကြီးကဆေးရွက်တွေကူပြီးတော့ပြင်ရောက်လာခဲ့တာပါ မဦးလေးရောက်လာပြီဟုတ်တယ်ဟုတ်ဒီကတာဆန်ကောင်းလေးရှာခံလိုက်တဲ့ဆေးရွက်တွေရလာတယ်ဒါနဲ့မင်းတို့ဘယ်သွားကြမလို့လဲကျွန်တော်တို့ကြားသတင်းရတာလို့ဗျဟိုဒီကဆေးရွက်တွေကိုထောင်းပြီးတော့နွားရဲ့တရားမှာတေချာလေးအုံမိလိုက်ပါနော်ဟမ်အော်အေးပါအေးပါဒီလိုနဲ့သူတို့အုပ်စုလည်းအဲ့ဒီနေရာကနေထွက်လာခဲ့တော့တယ်တော်ရဲတနီယာနာကိုရောက်မှာတော့ ရှေ့ကနေသွားနေတဲ့တာဆန်ကရုတ်တရက်ရက်သွားခဲ့တယ်။ဟဲ့ခဏလေးရှေ့မှာတကူကိုရှိနေတယ်။ဟမ်ကြားရရှိနေရလား။တေချာတော့မသိဘူးဟာ။ဖို့သူမင်းရဲ့တဲမှာဓမီပါတယ်မဟုတ်လား။ဓမီနဲ့ထိုးကြည့်ပါလား။ဟမ်ဟာဓမီနဲ့ထိုးကြည့်မှတော့ပြေကုန်မှာပေါ့။နင်တို့အဲ့လိုညှင်းကုန်နေရနေနေဟိုကပြေးနေတော့ပြီ။ဒလုံနဲ့တာဆန်လေးအတန်ကြားရဂျုံနေဘက်ကိုခုံးလိုက်ချိန်မှာအော်တဲ့အရှိကြီးထွက်ပေါ်လာခဲ့တော်တယ်။ အာသေးပါပြီဗျဒါနဲ့ဖိုးထူးတော့လေအတန်လာရအောင်ဓမီနဲ့ထိုးကြည့်လိုက်ချင်းတာဆိုင်အောင်မှာ ပြနေရဲ့ဘိုးကြီးကိုမြင်လိုက်ရတာပါဟမ်ဘိုးကြီးဖြစ်နေတာပဲဒါနဲ့တာဆိုင်ကဘိုးကြီးကိုဘောကနေဖယ်လိုက်ပြီးတော့ဘိုးကြီးကိုဆွဲထုတ်လိုက်တယ်မင်းအစီမရလားဘိုးကြီးပြေးပါမလားဟာမင်းဝေကြီးနဲ့ခုံးလိုက်တော့ငါအယူတွေလည်းမကျုံ့တော့တမယ်ပဲကြံတော့တယ်ကိုကြီးဖိုးတော့ပြောတော့ မင်းကိုကြားရေးကြည့်သွားတာဆိုဟာဟုတ်တယ်ဟာကြားရေးကငါ့ကိုကြည်လာပြီးတော့ဒီနားမှာခဏနားနေတော့ငါလည်းလုံးအောင်ရုံးထွက်ပြီးတက်တုံးတုံးကိုအစားထိုးလိုက်တာကွအော်အဲ့လိုလားဒီလိုကြတော့ဘိုးကြီးကညံပြေးသားပဲပြေးရမယ်လေကွအဲ့လိုမှမဟုတ်ရင်ငါကုစုအယိုးတကြားအသားတကြားဖြစ်နေလောက်ပြီဟာအဲ့ဒါတော့ဟုတ်တယ်ကြားရေးထက်မလာခင်ဘိုးကြီးရဲ့မိဘရဲ့တော်ဘောရဲ့ကရွာရင်ပြန်နေလိုက်ကြငါတို့တော်ရောက်က ခြံထားခဲ့ပြီးတော့ကြားရေးချီနေကိုစောင့်ကြည့်လိုက်မယ်။ဟုတ်တယ်။ကြားကိစ္စကိုမြင်မြန်မဖြေရှင်းရင်မင်းတို့တရားလုံးအန္တရာယ်များနိုင်တယ်။ဖို့သူမင်းတို့တရားကဖြစ်ပါမလား။ဖြစ်ပါတယ်မြဝရဲ့။ငါတို့ကိုစစ်မဲ့ဘူးနေနဲ့ကြွားဥသာမြင်မြန်ပြန်နော်။အေးပါမင်းတို့လည်းခရူးဆိုင်အောင်။ဖို့သူတို့ကိုမှားလို့မစုံဖြစ်နေရဲ့မြဝိုင်းကိုတုပ်ပေါ်ကကဲမြဝိုင်းသွားကြစို့။ဒီလိုနဲ့တော့ပေါ်လေမြဝိုင်းကိုဆွဲခေါ်ပြီးတော့ထွက်သွားခဲ့တော်တယ်။ တို့တုံရောက်နေဟိုဘန်နာကိုတွားလျှောက်ကြည့်ကြရအောင်ပေါ့နောက်တော့တို့တုံရောက်သား IG တိုင်နာကိုရောက်လာခဲ့ကြတာပါဟာဒီနားမှာရေရန်ရှိနေတာပဲဟာဒါဆိုဒီနားတော့မှတို့နေလောက်ဒီမင်းတို့အကွယ်တကူကနေစောင့်နေကြအဲ့လိုပြောပြီးတာဆန်ကနွယ်ပင်နေနေတူအပင်မုံလှည့်မြန်စွာတက်သွားခဲ့တော်ဒီ တာဆန်တော့မြန်ချက်ပြီအပေမော်ကိုရောက်သွားပြီဟမ်ဒီလိုနဲ့ဖိုးတူတို့လည်းခြုံခွေရနေကြားလာကိုစောင့်ကြည့်နေခဲ့ကြတယ်ဒီနေ့ကလိုင်းအောင်လေးရှိနေလို့တော်သေးရဲ့နော်မဟုတ်ရင်ကြားလဲဖမ်းလို့ရမှာမဟုတ်ဘူးအဲ့ဒါတော့ဟုတ်တယ်ဟာအဲ့လိုပြောပြီးတော့ငိမ့်သက်သွားခဲ့ပြန်တာပါအဲ့ဒီအချိန်မှာပဲအသက်ရှူတဲ့ခက်ပြင်းမြင့်ကိုကြားလိုက်ရတော့လေဖို့တူမိမောနေရလားဘာလို့ အသက်ကိုအသက်မြအောင်ရှူနေရလေဟာဟာငါပုံမှန်မင်းရှူနေရပါဒီလိုနဲ့သူတို့နှစ်ယောက်လေတယောက်ကိုတယောက်ကြည့်လိုက်ပြီးနောက်ကိုလှည့်ကြည့်လိုက်ခြင်းကြားကြီးရသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့မန်ဖီနေခဲ့တာပါအောက်မလေးကြားကြားကြီးပါလားဒီလိုနဲ့ဖိုးထူးတို့လေအဲ့ဒီကနေထွက်ပြေးဖို့အလုံးနှစ်ယောက်သားတိုက်မိပြီးတော့လဲကြသွားလေကြားကြီးဒါနဲ့ကြားကြီးလေသူတို့နှစ်ယောက်ပေါ်ကိုခုံဖို့လို့ကာဇန်အပင်မော်ကနေ ကြာကြီးကိုပေါ့တက်ခွန်လိုက်တော့ကြာကြီးလည်းရုံးတော့တာပါဟဲ့အောင်ကြာကြီးရုံးမနေနဲ့ကွာငါတာဆန်မင်းဒါနဲ့ကြာကြီးလည်းငြိမ်သက်သွားခဲ့တော့တာဆန်လည်းကြာကြီးကိုပေါ့ကနေဆင်းလိုက်တယ်ကြာကြီးမင်းတို့ကဘလို့ဖြစ်ပြီးတော့လူတွေနေတဲ့ရွာကြီးနေတဲ့နေရလीဘာပြောလဲစားစရာမရှိလို့ဟုတ်လားဟိုဒူနဲ့ငပိန်ကတော့ကြာကြီးနဲ့တာဆန်အပြန်လဲစကားပြောနေကြတာကိုကြည့်နေခဲ့ကြတာပါဒါဆို မင်းတို့စားဝတ်နေရတဲ့အတွက်နဲ့ဒီရွာကကျွမ်းသားတွေကိုခိုးယူစားတောက်နေရဆိုတော့တော်ရင်သားတာဆန်အချက်ရလိုက်တာကွာဘာလို့ခုလိုလုပ်ရလဲငါခီးကျုံနေတဲ့တော်တွင်မင်းတို့ဖြစ်ပြချင်တိုင်းဖြစ်ပြနေကြတာပဲဒီမှာကြိုင်ငါပြောလိုက်မယ်မင်းတို့မနှက်ပြန်မေဒီရွာနာကထွက်သွားကြအေးမထွက်သွားတော့ငါဆိုမဆိုနဲ့ငါပြန်ရောက်တာနဲ့မင်းတို့ဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းပေးမယ်ဟုတ်ပလားဒီတော်တွင်ကိုယ့်အကူရှာစားထားကြတာဆန်စကားဆုံးတော့ ။ကြိုင်းလေသူတို့နာနေလှည့်ထွက်သွားကြတော့တယ်။ကြိုင်းရသွားပြီပဲ။အစီမြင်သွားပြီလားဒါဆန်။အဲနလုံးစဲတော့ပြေးသွားပါပြီ။ငါတို့လည်းပြန်ကြတော့မလား။ဟမ်။ကိစ္စပြီးပြီဆိုတော့ပြန်ကြတာပေါ့။နောက်နေ့မနေ့ရောက်တော့တာဆန်နဲ့ကိုတို့တို့အခွေသားတွေလည်းတကြီးအိမ်ကိုရောက်နေခဲ့ကြတာပါ ဦးတန်းကြီးကသူ့ကိုခေါ်ပြီးတော့ဘယ်သွားနေရင်မသိဘူးဟမ်လာမှာပါတော့ဘောရဲ့မင်းဆိုဒီမှာလေးခဏလေးတော့မစောင့်ကြည့်နော်အဲ့လိုမဟုတ်ပါဘူးကငါတိုးကြော်လို့နဲ့ဘောလုံးကစားဖို့ချိန်နာလို့ရယ်အော်အေးပါဟဲ့ကစားဖို့ကအရေးကြီးတာဆိုတော့လေမပြောတော့ပါဘူးသူတို့အဲ့လိုပြောနေတော့တကြီးနဲ့မောင်ကြီးတို့ကရောက်လာခဲ့ကြတယ်။အော်မောင်ဘိုးတို့တော့ရောက်နေနေကြပြီလေ။ဟမ်ဟုတ်ပါတယ်ဦးတကြီး။အေးကွာ ကျုပ်တေကြီးခေါ်လိုက်ရတဲ့ကိစ္စအားလေရွာမှာကြုံတွေ့ရတဲ့ကြားပြတနာကိုမောင်ရင်ဖိုးထူတို့နဲ့ဒီရတာဆန်တို့ကဖြည့်ရှင်းပြလိုက်တဲ့ကြားတယ်။ဒါကြောင့်မို့ကျုပ်တေကြီးကကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်လေးပေးခြင်းလို့ခေါ်လိုက်တာပါ။လက်ဆောင်ဆိုတဲ့အတန်ကြားလာနေတုပ်ပေါ်ကဦးတေကြီးဘာလက်ဆောင်လဲ။ကဲမောင်ရီဖိုးထူတို့ဖို့စီစဉ်ထားတဲ့လက်ဆောင်လေးယူလာခဲ့ပြီပေါ့။ဒါနဲ့မောင်ရီလည်းအိမ်ထဲကိုဝင်သွားခဲ့ပြီး တောင်းတဲ့အပြည့်ထိတ်တာတွေတင်းနံတွေကိုယူလို့ပြန်ထွက်လာခဲ့တာပါဟွန်းသားတို့အတွက်လက်ဆောင်ကဒီတင်းနံနေထိတ်တာတွေတောင်းရင်လိုက်ဟာဟုတ်တယ်မောင်ငွေပေးရင်ဒါကျုပ်တကြီးရောရွာသားတွေရောရဲ့အထူးမြတ်တာလက်ဆောင်ပဲကွအော်ဟုတ်ကဲ့ကျေးဇူးပါပဲဗျကဲဒီတောင်းကိုထမ်းခဲ့ပြီမေဒီလိုနဲ့ဒါဆန်လေးမောင်ဝိစီယာနေတောင်းဝင်ယူလိုက်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ကြတယ်